ါကတော့လုံးဝ careless ဖြစ်သွားတာပေါ့နော်ဒါကြောင့်လုံးဝ very basic လိုအပ်တဲ့ဟာတွေပေါ့နော်ဒါပေမဲ့အဲ့ဒါလေးတောင်မှအမမယူဝါမိဘူးပေါ့နော်နောက်တစ်ခုကတော့လူတိုင်းကြည့်တယ်ပေါ့နော်အမလည်းကြည့်တယ်အဲ့ဒါလေးကိုမေ့ဝါတာပေါ့ဒါပေမဲ့ဒီ check ကလေးကလည်းကိုယ့်ရဲ့ vlog ကိုပိုကောင်းအောင်လုပ်ပေးနိုင်တယ် bonus အနေနဲ့ထည့်ပေးနေတာရှိပါတယ် hello အားလုံးပဲမင်္ဂလာပါ အမပါတော့ဒီပြီးခဲ့တဲ့ခရစ်စမတ်ကဒီပီနန်မလေးရှားကိုအဲငါးညအိတ်၆ရက်ခီးသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာအမရဲ့ first time travel blog လေးစာရိုက်ဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအမ vlog ရိုက်နေရင်းနဲ့ရော editing လုပ်တဲ့အချိန်မှာရောပေါ့နော်ငါငါဒါလေးတွေလုတ်ခဲမိရင်ကောင်းသားဒါလေးတွေဖြစ်ခဲမိရင်ကောင်းသားဆိုပြီးတော့ဟာလေးတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့အမရဲ့ဒီ first time travel blog experience လေးပေါ့နော်အဲ့ဒါလေးကိုအမပြန်ပြီးတော့ share လုပ်ပေးခြင်းလို့ပါ ီဗီဒီယိုလေးကတော့အမားတို့လိုမျိုးပေါ့နော် first time ဆိုင်းရိုက်မဲ့လူတွေပြီးလို့ရှိရင် beginner friendly ဆိုတော့ protest တွေတပါးတွေတော့ဘာမှတော့မဟုတ်ပါဘူး ကဲအဆောလို့ရှင်တော့ပထမအဆုံးလိုတာလေးကိုစပြီးပြောလိုက်တော့မယ်နော်။ဒါတွေကလုံးဝ very basic လိုအပ်တဲ့ဟာတွေပေါ့နော်။ဒါပေမဲ့အဲ့ဒါလေးတောင်မှအမှမယူဝါမိဘူးပေါ့နော်။အဲ့ဒါတွေကတော့ကွန်ပျူတာနဲ့ hard disk ပါပဲ။ပဲ footage တွေကို transfer လုပ်ဖို့ပေါ့နော်။မားတော့ဒီခွေခီးစဉ်တစ်ချောင်းလုံးကို DJI နဲ့ရိုက်တယ်။ DJI အတွက်ကို SD card 256K ဝယ်ထားတယ်။ 256K ဝယ်ထားတော့အများကြီးပဲလို့ထင်တာပေါ့နော်။အဲ့တော့9ညာ 86K ကိုလောက်မယ်လို့လည်းထင်တယ်။ဒီ PNAT ကိုအမားတို့သွားကန်နေ research လုပ်ကြည့်တော့ PNAT မှာလည်းကြာလဲသိမ့်မရှိဘူး။ အေးစစ်စစ်ချေးချေးလေးပဲပေါ့နော်အဲဟိုတယ်မှာနေလိုက် relax လုပ်လိုက်ဟိုနာတီနာအေးစစ်စစ်လေးသွားလိုက်ဆိုတော့အဲ့လောက်ကြီးရရမယ်လို့မထင်လိုက်ဘူးအားကြောင့်မလို့အမကွန်ပျူတာနဲ့ hard disk ကိုမြူသွားဘူးဒါပေမဲ့ရေးစင်တဝက်ကြီးမှာပေါ့နော်အမရဲ့ SD card ကပြည့်သွားတယ်ပြည့်သွားတော့အမမှာ data transfer လုပ်ဖို့လည်းမပါတော့ SD card ဝယ်ရပါတယ်အဲ့တော့အချိန်ကုန်တဲ့လူပန်းနဲ့ငွေလည်းကုန်ပါတယ်ဒါတော့အမက very first time မလို့ဖြစ်တာပေါ့နော်သူများကြီးလည်းဖြစ်ချင်မှဖြစ်ပါလိမ့်မယ်အမကတော့လုံးဝ careless ဖြစ်သွားတာပေါ့နော်ဒီတိုင်းပဲ AC သွားလိုက်မိတာပါ အဲ့တော့မကြံပေးချင်တာကဘယ်တော့မှမဆို footage တွေ transfer လုပ်ဖို့အတွက်တင်ထားဖို့အတွက် computer နဲ့ hard disk လေးယူရပါပြီးလို့ရှိရင်အမတို့ဒီ computer နဲ့ hard disk ယူရတဲ့အကျိုးကျေးဇူးအပါရှိသေးလဲဆိုတော့ကိုက hotel မှာ detour သွားခီးသွားတဲ့ဟာလေးကို TikTok မှာပဲတင်ဖို့ပဲဖြစ်ဖြစ် YouTube short လေးမှာတင်ဖို့ပဲဖြစ်ဖြစ်ပေါ့နော် computer လေးနဲ့ edit လုပ်လို့ရပါသေးတယ်အဲ့ဒါလည်းနောက်တစ်ခုပေါ့နော် Okay နောက်တစ်ခုကတော့ power bank power bank ကတော့အားလုံးလိုပါတယ်အမကလည်းလိုအပ်ခဲ့ပါတယ်ဒါအကြောင်းမို့မပြောတာလုံးဝအမ basic ဟာလေးတောင်ပါပေါ့နော်မေ့ပြီးတော့မယူွားခဲ့ဘူး AC သေးပဲထင်ပြီးတော့ပေါ့နော်အမရဲ့ case မှာတော့အမ DJ နဲ့ရိုက်တဲ့အတွက် DJ ကတော့ battery ကတော့လုံးလုံးလောက်စင်ပြေတယ်တနေ့လုံးရိုက်ဖို့အတွက်လုံးလောက်တယ်ဒါပေမဲ့ဒီ microphone လေးကသူ up to 6 hour အထိခံတယ်လို့ပြောထားပေမဲ့အမအိမ်မှာရိုက်တဲ့အချိန်မှာရောအပြင်မှာရိုက်တဲ့အချိန်မှာရောသူကနီးရလီ3 hour လောက်ပဲခံတယ်ပေါ့နော်အဲ့ဒီတော့ကိုကခီးစင်တခြားလုံးမ audio ကောင်းကောင်းလေးလိုချင်တယ်ဆိုလို့ရှင်တော့ဒီ မိုက်ကလေးကိုတွင်ဖို့အတွက်အမားတို့ပါဝါဘန့်လိုပါတယ်ဒါကတော့အမား case က DJI နဲ့သုံးတာမို့လို့ပါကိုကဖုန်းနဲ့ရိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းပါဝါဘန့်ကတော့လိုလိုပါတယ် okay ဒါဆိုရင်တော့ဒါက equipment အပိုင်းလေးပေါ့နော်နောက်တစ်ခုကတော့ vlogging အပိုင်းလေးပေါ့နော် vlogging အပိုင်းလေးကကြတော့ travel blog မရိုက်ခင်ကိုက blog blog ရိုက်ချင်တာလဲဆိုတာကိုရွေးချယ်ရမှာပါအမားကတော့ကိုရိုက်တဲ့အချိန်မှာဒီ travel blog ကိုပေါ့နော် informative ဖြစ်ချင်တယ်ပြီးလို့ရှိရင်ကိုကကြတော့အစားအသောက်တွေကိုလည်းပြချင်တယ်ပြီးလို့ရှိရင် medium budget နဲ့သွားရတဲ့ experience ပေါ့နော် hotel transportation အစားအသောက်တွေတွေရအစား ာ expense တွေကိုလည်းအမ sharing လုပ်ပေးခြင်းနဲ့အဲဒါကြောင့်မလို့အမကတော့ h တိုင်းနဲ့သွားတယ်ပေါ့နော်တချို့လူတွေကြတော့ဒီကိုက cinematic လား voice over နဲ့ပြောမှာလားပေါ့နော်ဒါကတော့ကိုယ့်ပုံမူတည်ပြီးတော့ဒီ vlog style လေးကိုချုပ်တင်ပြီးတော့ရွေးချယ်ထားနေဖို့ကောင်းပါတယ်အမကလည်းငါဘယ်လို vlog ရိုက်မယ်ဆိုတော့ရွေးချယ်ခဲ့တယ်မှတ်လဲမှတ်ထားတယ်ပေါ့နော်ဒါပေမဲ့ တကယ်တကယ်ရိုက်တော့ပထမဦးဆုံးအချိန်ဆိုတော့ဘောနော်ကိုဖြစ်ချင်တာကတခြားကိုရိုက်မိနေတာတခြားအဲ့လိုဖြစ်ပါတယ်ဒီတခါကြလို့ရှင်လဲစကားပြောပွဲမေ့သွားတာရှိရဲတခါကြလို့ရှင်လဲစကားတွေစွတ်ပြောနေတာရှိရဲလို့ရှင်မအကုန်ရိုက်တယ်ဟိုတယ်ကနေထွက်တာအစားဟိုတေးသေးလေးတွေအစားကားပေါ်ကအစားအကုန်ရိုက်တယ်ဘောနော်အဲ့ဒါကြောင့်မို့အမရဲ့ SD ကကမြန်မြန်ပြေသွားလဲပါတယ် အဲ့တော့ကိုရိုက်မဲ့ blogging style ကိုရွေးရွေးပြီးလို့ရှိရင်အဲ့ blogging style တစ်ခုတည်းကိုပဲစိတ်ထဲမှာမှတ်ပြီးတော့ H style လေးတိုင်းပဲရိုက်ဖို့လဲလိုပါတယ်အဲ့ဒါတစ်ခုပေါ့နော်အမား case မှာဆိုရင်တော့အမားကတော့ပြောလိုက်မပြောလိုက်နဲ့ consistent မဖြစ်ဘူးပေါ့နော်နောက်တစ်ခုကတော့မြင်မြင်သမျှအောင်အားလုံးမရိုက်ဖို့ပါပဲခုန SD card ပြေသွားတာလည်းအမမြင်မြင်သမျှအားလုံးကိုရိုက်ချင်လို့ရိုက်လို့ပါပဲ ိတ်တော်မြင်းမြင်းသမီးအားလုံးကိုမရိုက်ခိုးလဲလိုပါတယ်။မမဘလောက်တောင်မှပေါ့နော်မြင်းမြင်းသမီးကိုရိုက်လဲဆိုလို့ရှိရင်ဒီဟိုတယ်ကနေနေတိုင်းထွက်တာအစားဓာတ်လေကားတွေကိုဝင်လာအစားအဲ့ဒီတက်စီစီးတာအစားရိုက်တယ်ပေါ့နော်အကြမ်းမမရဲ့ SD ကကမြန်မြန်ပြေးသွားလဲပါတယ်ပေါ့နော်အိတ်တော်အမလက်စင်လန်းခဲ့ရတာကလိုအပ်တာလေးပဲရိုက်မယ်ကိုပြောချင်တဲ့ information လေးတွေပဲရိုက်မယ်ဒါဆိုလို့ရှိရင်လည်းအမတို့ editing လုပ်တဲ့အချိန်မှာလည်းလွယ်သလို device တွေ battery စားကလည်းပုံပြီးတက်တာရဲပေါ့နော်အဲဒါကြောင့်မလို့ မြင်မြင်သမျှမရိုက်ဖို့လဲလိုပါတယ်နောက်တစ်ခုကတော့တတ်နိုင်သမျှအန်ဂယ်ဒီမြင်မြရိုက်ဖို့ပါပဲဒါကတော့ခုနအမကမြင်သမျှကိုအကုန်လုံးမရိုက်နိုင်လို့ပြောထားတယ်ဒါပေမဲ့လိုအပ်တဲ့ဟာကိုတော့အမတို့အန်ဂယ်လေးတတ်နိုင်သမျှမြင်မြလေးရိုက်ဖို့လိုပါတယ်ဥမာကိုကဒီအစားအသောက် review လုပ်တယ်အစားအသောက်ကိုသွားစားတယ်အဲ့ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်လည်း process shop median shop normal shop ပေါ့နော်ဒါမျိုးလေးတွေလိုမယ်ပြီးရင် attraction တစ်ခုသွားတဲ့အချိန်မှာလည်းအဲ့လိုပဲ don't want intro shop ပေါ့ intro shop ဆိုတော့သူတို့ establish shop လို့လည်းခေါ်တယ် ဒါဘယ်နေရာလေးဆိုတော့ဗောနော်အဒီမှာ environment တွေရော video တခုလုံးတွေရောပါတယ်ပြီးလို့ရှင်ကြတော့အဲ median shot တို့ဘာလို့ close shot တို့ဘာလို့လိုပါမယ်အဲအဲ့ဒါလေးကတော့အမဒီ key မှာဗောနော်ဓာတ်ပုံမေးချန်ခဲ့တဲ့ဟာလေးတွေပေါ့ ဒါလေးတွေကလည်း video editing လုပ်တဲ့ချိန်မှာအရန်စကားပြောပါတယ်အရန်လည်းအသုံးဝင်နေပေါ့နော်ကိုယ့်ရဲ့ video လည်းပို့ပြီးတော့လူကြည့်ချင်စရာဖြစ်အောင်လုပ်ပေးတဲ့ shorts တွေဆိုလည်းမမားပါဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးလိုတယ်နောက်တစ်ခုကတော့တပုတ်နေများများရိုက်ဖို့ပါအမ case မှာတော့အမကဒါ first time travel blog လည်းဖြစ်တယ်ဆိုတော့ပေါ့နော်ဒီရိုက်ဖို့ပဲဘယ်ဟာမြင်မြင်ရိုက်ဖို့ပဲအားတန်နေတာအဲ့တော့အမတပုတ်လေးတိတ်မရိုက်ခဲ့ဘူးပေါ့နော်အဲ့တပုတ်လေးတွေမြိုက်ခဲ့တာကဘာမှသွားပြီးအခက်တွေလဲဆိုလို့ရှိရင်အမတို့ YouTube thumbnail တွေလုပ်တဲ့အချိန်မှာမရှိတော့ဘူးပေါ့နော်တပုတ်ထည့်ဖို့အတွက်အဲ့တော့အမဒီ video file နဲ့ footage တွေက screen shot တွေပြန်ယူပြီးတော့ထည့်ရတယ်ပေါ့အဲ့ကြတော့ resolution ကတိတ်ပြီးတော့မကောင်းချင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကဘာမှအသုံးဝင်သေးလဲဆိုတော့အမတို့ Facebook မှာ post တင်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအမတို့ဒီ video ကြီးပဲဟိုပေါ့နော်ဝုန်းကနေတည်းရဲ့တင်တာထက်ပုံလေးတွေတင်တယ်တင်ပြီးတော့မှပဲဒီ video လေးတင်တာကပို့ပြီးတော့ view ပါလဲများသလို attract လည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ Facebook မှာ post တင်မှုအတွက်လည်းတပုံလေးလိုသလိုအမတို့ thumbnail YouTube thumbnail လုပ်ဖို့အတွက်လည်းတပုံလေးရလိုပါတယ်အဲ့တော့တပုံမြများရိုက်ခဲ့ဖို့လိုပါတယ်နောက်တစ်ခုကတော့လူတိုင်းကြည့်တယ်ပေါ့နော်အမလည်းကြည့်တယ် အားလေးကိုမေ့ွားတာပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ဘယ်ထီးသွားသွားကိုမသွားခင် AI ကိုအရင်ဆုံးမေးဖို့ပါပဲအမ case မှာဆိုလို့ရှိရင်အမ AI ကိုပေါ့နော်ငါဒါငါ့ရဲ့ first time travel blog ပေါ့နော်ငါဘာ equipment တွေလိုမလဲဘာတွေပြင်သွားလို့ရမလဲဆိုပြီးတော့မေးလို့ရတယ်ပေါ့နော်အဲ့ဒါကိုအမမမေးခဲမိဘူးအမှန်တကယ်တော့ဒါမေးလို့ရှိရင်ဒီလိုကိစ္စတွေဖြစ်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့မောက် ChatGPT တို့ Claude တို့ကိုလည်းကိုခီးသွားခန့်ဒီမေးပါသူတို့ကပို့ပြီးတော့ ကိုထက်ပို့ပြီးတောင်းစီအောင်ပို့ပြီးတော့တွေးနိုင်တယ်ပေါ့နော် AI နေရဲ့အားတက်ချက်ကိုမအားတော့အသုံးချပါအသုံးချလို့ရပါတယ်အမအရာလေးလည်းမေ့သွားပါတယ်နောက်တစ်ခုကတော့ဒါကတော့ကိုယ့်ပုံမှာမူတည်တယ်ဒါပေမဲ့ဒီချက်ကလေးကလည်းကိုယ့်ရဲ့ vlog ကိုပိုကောင်းအောင် လုပ်ပေးနိုင်တယ် ဲ့ဒါတော့ကိုစကားပြောတဲ့အချိန်မှာ vlogging လုပ်တဲ့အချိန်မှာဒီ mic လေးသုံးအသုံးပြုဖို့ပါပဲအမရဲ့ case မှာကျတော့အမကကင်မရာရှမ်းတက်တဲ့လူတွေမှာပါတယ်ဒါတော့မှ DJI တေးသေးလေးခြင်ထားတာပေါ့နော်ဒါပေမဲ့ကင်မရာရှိုင်းနေအဲ့တော့ DJI မဲ့ဖွင့်ပြီးရိုက်လိုက်တယ်ဒီကင်မရာကိုအမခုနှစ်လုတ်ပြီးတော့အမခီးစင်မှာတိတ်မပြောဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လည်း heavy ဖြစ်တယ်လို့ခံစားလို့မပြောဘူးပြီးတော့အမကဒီ single မှာ vlog လုပ်တဲ့အချိန်မှာလည်းအိမ်မှာလုပ်ရင်တော့ဒါလေးကိုသုံးတယ်ဒါပေမဲ့အမပြင်သွားတဲ့ vlog တင်ရိုက်လို့ရှိရင်တော့အမဒီ mic လေးကိုမသုံးဘူးပေါ့နော်ဒီ mic ကိုမသုံးပေမဲ့လည်းပဲအဆင်ပြေတာကိုတွေ့ရတယ်ပေါ့အဲ့တော့ကိုထင်လိုက်တာက ီ DJI မှာဖေးအင်ပါတဲ့ mic ကလေးနဲ့လည်းအဆင်ပြေတယ်ဆိုပြီးထင်လိုက်တာပေါ့အမှန်တကယ်တော့ကိုကသွားတာက holiday season လည်းဖြစ်တယ်ပြီးရင် tourist attraction တွေဆိုတော့အမှဆူညံတဲ့နေလည်းအများများပါတယ်အဲ့ချိန်မှာဆူညံတဲ့နေအများကြီးအမရဲ့ video တွေမှာပါလာတယ်ပေါ့နော်အမပြောတဲ့စကားကိုကြားရကြားရအောင်မင်းလည်းလုပ်ခဲ့ရတယ်ပေါ့နော် video editing လုပ်တဲ့အချိန်မှာငါအော်ဒီ bluetooth mic ကလေးကိုသုံးခဲ့ရင်ကောင်းသားဆိုတဲ့နောက်နောက်လေးရမိတယ်ပေါ့နော်ဒါကြောင့်မလို့ ဒါတော့လူပမာမူတည်ပါတယ်အမကတော့အမရဲ့ဗီဒီယိုလေးကိုအတန်လေးလဲပိုကောင်းကျင်တယ်ကြီတောက်ချင်းလေးလဲဖြစ်ကျင်တယ်ဆိုတော့ပေါ့နော်နောက်တစ်ခါတော့ bluetooth mic လေးကိုသုံးဖို့ဆင်လန်းသွားတာပေါ့နော်အဲ့တော့ဒီစကားပြောတဲ့အတန်နေရာလဲဒီ vlog တစ်ခုမှာအရေးကြီးပါတဲ့ခန်းကန်တာမှာပါဝင်နေပေါ့နော်ဒါကြောင့်မလို့မှဒီ bluetooth mic သုံးတဲ့အချက်လေးလဲဒီဗီဒီယိုထဲမှာထည့်ထားတာပါအဲ့အဆိုလို့ရှင်တော့အမတီချင်ခဲ့တဲ့ဟာလေးတွေကတော့ဒါပါပဲဒီအမပြောခဲ့တဲ့ vlogging ဟာလေးတွေကဒီဗီဒီယိုရတဲ့အချိန်မှာလဲလိုသလိုအမတို့ editing လုပ်တဲ့အချိန်မှာလဲလိုပါတယ် okay အဆိုလို့ရှင်အမတို့ vlogging ပိုင်းလဲပြောပြီးသွားပြီပေါ့နော်အဲ့အဲ့ ော့ bonus အနေနဲ့ထည့်ပေးချင်တာရှိပါတယ်အဲ့ဒါကတော့ကိုကဗီဒီယိုရိုက်လို့ရှိရင်ကိုရဲ့ device က support လုပ်လို့ရှိမှာเนาะ 4K နဲ့ရိုက်ပါ 4K နဲ့ရိုက်တာက HD နဲ့ရိုက်တာထက်ကိုအများကြီးအများကြီး quality ကောင်းပြီးတော့အများကြီးတိတာပါတယ် file size ကကြီးတယ်ဆိုပေမဲ့ပေါ့နော်ဘလို့တိတာလဲဆိုတော့ခုနအမကဓာတ်ပုံမြန်မြန်ရိုက်ခဲ့လို့ပြောတယ်မလားအဲ့ဒီအချိန်မှာအမ 4K နဲ့ရိုက်ထားလို့ရှိရင်အမက YouTube thumbnail လောက်ဖို့အတွက်ကိုအဲ့ဗီဒီယိုကနေပြီးတော့မှ screenshot ပြန်ပြီးထုတ်လို့ရပါတယ်အဲ့ဒါက 4K ဖြစ်တဲ့အတွက်ကို resolution ကောင်းတယ်သုံးလို့ရတယ်အားကြောင့်မလို့ 4K နဲ့ရိုက်တာကသုံးဝင်သွားတယ်ဗောနောနောက်တစ်ချက်ကတော့ဗီဒီယိုကအရန်ကြီးတောက်ပြီးတော့ ကိုကကာလာဂရေဒီယံတွေပါတယ်ကာလာတွေကစားကြနေဆိုလို့ရှိရင် resolution တိုက်ပြီးမကြအောင်ဘောနော်အဲ့တခုခုလည်းကောင်းပါတယ်ပြီးရင်ကိုရဲ့ video ဘယ်အချိန်မှပြန်ကြည့်ကြည့်ပေါ့နော်ကိုစိတ်ကျင့်တယ်မှုရနေတယ်ပေါ့အဲ့တခုအားလေးလည်းရှိတယ်တခြားချက်တွေလည်းအများကြီးရှိမှာပေါ့လို့တော်တော်ကျွန်တော်အမ focus နေရတာတော့ဝင်တယ်လို့ထင်တဲ့အချက်တွေကအဲ့အချက်တွေပေါ့နော်အမကလေးတော်ကလည်းဒီဆက်ဆက် vlogging လုပ်မယ်ဆိုတော့ YouTube channel တွေအများကြီးကြည့်တာပေါ့နော် YouTuber တွေတော်တော်များများပြောကြတာလည်း focus နေရ focus နေရလို့ပြောကြတယ်ပေါ့ဒါပေမဲ့မမကသူတို့ရဲ့ကွယ်ပြတ်ချမ်းသာမှုကိုအလောက်မသိဘူး ဲ့တော့ HD နေပဲဆက်ရိုက်နေတာနောက်ကျတော့ YouTube ပေါ်ကိုကိုယ့်ရဲ့ video upload တင်တဲ့အချိန်မှာတို့တို့သူများ YouTuber တွေလိုမျိုးကြီးတောက်ရှင်းမနေဘူး video တစ်ခုကကြီးတောက်ရှင်းနေလို့ရှင်လဲကြီးရတဲ့ feeling ကကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ်လည်းကိုယ့် video တွေလည်းအဲ့လိုမျိုးကြီးတောက်ရှင်းကျင်လာတယ်ပေါ့ဒါကြောင့် 4K နဲ့စံကြည့်ရတဲ့အချိန်မှာ file size ကြီးပြင်မဲ့လုံးဝစိတ်ကျဉ်တတ်မှုရစီတယ်ပေါ့နော်ဒါကြောင့်မလို့ fogin နဲ့ရိုက်ဖို့ခြံပေးခြင်းပါတယ် fogin နဲ့ရိုက်တဲ့အားနည်းချက်အားနည်းချက်ကတော့ file size ကြီးတယ်ဒါကြောင့်မလို့ဖုန်းနဲ့ရိုက်လို့ရှိရင်လည်းအများသောအားဖြင့် storage ပြည်ရမြန်တဲ့တိမ်မြဲရကပဲနေပေါ့နော် ခုလိုမျိုးမတို့ဒီ channel ရိုက်မယ်ဆိုလို့ရှိရင်လည်း SD card site ကြီးကြီးလိုတယ်ပေါ့အဲ့တခုကတော့အားနေချက်ရှိတယ်။ Okay အဲ့ဆိုလို့ရှိရင်အမတာအမ အမရဲ့ first time travel blog မှာပေါ့နော်တွေ့ကြုံခဲ့ရတဲ့ဟာလေးတွေလက်ဆင့်လန်းခဲ့ရတဲ့ဟာလေးတွေပေါ့နော်အခုမှ video editing လုပ်နေတယ် video editing လုပ်တာကလည်းအရင်တော့တော့အမ video တစ်ခုပြီးဖို့ကြာတယ်နောက်ပိုင်းတော့အမမြန်မဲ့နီလန်းလေးတွေ့သွားတယ်ပေါ့နော်ဒါကြောင့်မလို့တကယ်လို့အဲ့နီလန်းလေးကိုစိတ်ဝင်စားလို့ရှိရင်လည်းအောက်က comment မှာရေးခဲ့ပေးပါအမ video လေးလုပ်ပေးပါမယ်နော်ကဲဒါဆိုလို့ရှိရင်တော့ video လေးကတော့ဒီလောက်ပါပဲအမတို့ဒီ channel လေးကနေပြီးတော့ဒီလို content လေးတွေပေါ့နော်တင်ပေးသွားမှာမို့လို့တကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video တွေမှာလည်းပြန်တွေ့ပါ Me, me. bye bye